စစ်ပွဲတစ်ပွဲရဲ့လက်ဝက်ချက်တွေရယူဖို့မဟာမိတ်ရုရှားကိုတရုတ်ဟက်ကာတွေက ထိုးဖောက်ဝင်ရောက်မှုဖြစ်ခဲ့တယ်လို့ဒီနီယော့တိုင်းသတင်းမှာဖော်ပြထားပါတယ်။ရုရှားကယူကရိန်းကိုစတင်တိုက်ခိုက်ခြင်းကစပြီးတရုတ်ဆိုရနဲ့ဆက်ဆက်နေတဲ့ဟက်ကာဖွဲ့တွေဟာရုရှားဆိုရအေဂျင်စီတွေနဲ့ကာကွယ်ရေးကုမ္ပဏီတွေကိုစိုက်ဘာထိုးဖောက်ဝင်ရောက်မှုတွေတိုးမြင့်လှုံ့ဆော်ကြပြီးစစ်ဘက်လက်ဝက်ချက်နဲ့စစ်မြေပြင်ထောက်လှမ်းရေးချက်လက်တွေ ရယူဖို့ကြိုးပမ်းခဲ့တယ်လို့စိုက်ဘာလုံခြုံရေးဆိုင်ရာလေးလာဆန်းစစ်သူတွေရဲ့ပြောဆိုချက်ကိုနယူးယောက်တိုင်းသတင်းမှာဖော်ပြထားပါတယ်နှစ်နိုင်ငံကြားကမ်းသက်ချက်မဲ့မိဘဆက်ဆံရေးထူထောင်ကြောင်းကြေညာထားပေမဲ့တရုတ်ရဲ့အဲ့ဒီဟက်ကာထောင်ဖောက်မှုတွေကို2022မေလမှအစတင်ကအရှေ့မြစ်လုံဆောင်လာခြင်းကဒီနက်ရှန်လာတဲ့ဆက်ဆံရေးမှာနက်ရှန်လာတဲ့တံတရားတွေရှိနေတာကိုဖော်ပြနေပါတယ်တရုတ်ဟက်ကာတွေကနျူကလ িয়ার ရင်ကုန်သင်္ဘောဆိုင်ရာအချက်လက်တွေဂျိုဒုဆက်သွယ်ရေးအီလက်ထရောနစ်ဆက်ဆံရေးနဲ့ drone ဤပညာတို့အပါအဝင်ရေးကြီးတဲ့ကဏ္ဍတွေပြစ်မှတ်ထားပါတယ်ဒီလိုဟက်ကာတွေထိုးပေါက်တဲ့ကြိုးပမ်းမှုချုပ်ကိုစံညုံနဲ့ Monster Panther ကဲ့သို့အဖွဲ့တွေနဲ့ချိတ်ဆက်ခဲ့ပြီးဒီအဖွဲ့တွေဟာ Russia စစ်တပ်နဲ့ Nezet Unit တွေကိုလည်းထိုးပေါက်ဝင်ရောက်ခဲ့တယ်လို့ထိုင်ဝမ်ခြေစိုက်စစ်ပွဲလုံးကြီးကုမ္ပဏီ Trinity Fire ကဖော်ပြပါတယ်။တရုတ်ဟက်ကာတွေထိုးပေါက်မှုပေါ် Russia ရာရှိတွေကလည်းထုတ်ပြန်ခြင်းမရှိတာကြောင့်တရုတ်ရဲ့ကြိုးပမ်းမှုဘလောက်အောင်မြင်လဲဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရပါဘူး။ နယူးယောက်တိုင်းကရရှိတဲ့ရုရှားပြည်တွင်လူငယ်အဖွဲ့အစည်း FSP ရဲ့လုံဝက်ဆောင်ရွက်စာတမ်းအရတရုတ်ကရုရှားရဲ့ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်မှုနဲ့နှီးပညာကိုဝင်ရောက်ကြည့်ရှုနေပြီးယူကရိန်းမှာရှိတဲ့ရုရှားရဲ့စစ်ရေးတွေ့ကြုံတွေကလည်းလေ့လာဖို့ကြိုးပမ်းနေတယ်လို့ဖော်ပြထားသလိုအဲ့ဒီစာတမ်းမှာတရုတ်ကို ရန်သူလို့ရည်ညွှန်းသုံးလုံးထားပါတယ်တရုတ်ကယူကရိန်းမှာရှိတဲ့ရုရှားရဲ့စစ်ရေးလှုပ်ရှားမှုများမှာအသိရှိအောင်လုပ်ပြီး ကိုပိုင်ကာဝေးရေးစွန့်ညီကိုအားကောင်းအောင်လှုံ့ဆော်လို့ကြောင်းသူသဖြင့်ထိုင်ဝမ်ကဲ့သို့အနာဂတ်ပြည်ပခောက်ရည်ရွယ်ကြောင်းစာရွက်တွေကဖော်ပြနေပါတယ်။တရုတ်နိုင်ငံနိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကြောထောက်နောက်ခံပြုတယ်လို့ယူဆရတဲ့မူစတာပန်နာလိုအဖွဲ့အစည်းတွေဟာသူတို့ရဲ့ပြစ်မှတ်တွေကိုရုရှားနဲ့ဥရောပနှစ်ခုလုံးကိုတိုးချဲ့ခဲ့ပါတယ်။တရုတ်အစိုးရနဲ့ဆက်ဆက်နေတဲ့ဟက်ကာအဖွဲ့ slime 19ကဲ့သို့တခြားအဖွဲ့တွေကလည်းရုရှားရဲ့စွန့်ရင်တဲ့ကာဝေးကဏ္ဍကို ပြင်းထန်ဆုံး ထိုးဖောက်ဝင်ရောက်ခဲ့ပါလေရုရှားနဲ့တရုတ်ကြား2009ခုနှစ်နဲ့2015ခုနှစ်ကပြုလုပ်ခဲ့တဲ့သဘောတူညီချက်တွေမှာတူကိုတူဟက်ကာထိုးဖောက်မှုတွေမလုပ်ဖို့ဂရုပြုကြပင်မဲ့လဲရုရှားနဲ့ယူကရိန်းစစ်ပွဲကထောက်လှမ်းရေးချက်လက်ပေါ်သိရှိစေဖို့တည်တည်တတ်တလှုံ့ဆော်ခဲ့ပါလေဒီဒရက်မာလာဝဲပါဝင်တရုတ်ဖွဲ့တွေတုံးတဲ့စိုက်ဘာလုံခြုံရေးကိရိယာတွေဟာအစင်းမြင့်ကျွမ်းကျင့်ပညာရှင်တွေအရာရှိတွေ ပါဝင်ပတ်သက်မှုကိုဖော်ပြပါလေတရုတ်ဟာနောက်အာဖရိကနဲ့ရှင်းတော့အရှောက်မှာရှိတဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာရင်းနှီးမြှုပ်နှံပြီးမကြကနာဟာကာတိုက်ခိုက်မှုတွေပြုလုပ်တဲ့တယ်လို့ပြည်တွင်းခြေဆိုင်စိုက်ဘာလုံခြုံရေးကုမ္ပဏီ SOPHOS ရဲ့စိုက်ဘာချင်းချမှုဆိုင်ရာထောင်လိုင်းဌာနကပြောပါလေတရုတ်ဟာ၎င်းရဲ့နိုင်ငံရေးနဲ့စီးပွားရေးအကျိုးရှိတဲ့နိုင်ငံတွေမှာရင်းနှီးမြှုပ်နှံလေးရှိတာကြောင့်အဲ့ဒီနိုင်ငံတွေမှာတရုတ်ဆိုရကထောက်ပံ့တဲ့ဟက်ကာတွေရဲ့ထိုးဖောက်မှုလည်းဖြစ်ပေါ်လာစေတယ်လို့ဆိုပါတယ်